ဘာမှတခါပဲအသက်ရှင်ရတာဖြစ်တယ်အဲ့ဒီအသက်ရှင်စဉ်အခါမှာကျွန်တော်တို့ဘာအတွက်အသက်ရှင်မလဲကိုယ့်ရဲ့အသက်ရှင်ခြင်းကကိုယ်ကဂျင်နတ်အာရမှုရှိရလားအဲ့ဒါကြီးကြီးတယ်တချို့ချမ်းသာကြွယ်ဝကုန်လုံမှုရှိတော်လဲဝိညာဉ်ရမှာခန်းချောက်တယ်အတိတ်ပဲမရှိတယ်လို့ဖြစ်တယ်အဲ့လိုအတိုင်းတာတခုရှိမယ်ဆိုရင်တော့ဂျင်နတ်မယ်လို့ထင်တဲ့လူအဲ့ဒီအတိုင်းတာရောက်လာရင်မဂျင်နတ်ပါဘူးထပ်ပြီးတော့ နောက်တစ်ဆင့်အတိုင်းတိုင်းထအောင်စ조사တယ်အဲ့ဒါမှရောက်ကြည့်တတ်မယ်လို့ဘယ်တော့မှမကျေနပ်ဘူးကျွန်တော်တို့ကိုကျေနပ်စေတဲ့ကဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာအတူရှိခြင်းပဲဖြစ်တယ်တတိုင်းတော်မှာနေရတော့နေရက်တရက်ကအခြားသောနေရာမှာနေရတော့ရပေါ်တထောင်တက်တာ၍ကောင်းပါတယ်ဒါဘသူပြောတဲ့စကားလဲအောင်မြင်ကြောကြချမ်းသာကြွယ်ဝတဲ့ဒါဝိမင်းကြီးပြောတဲ့စကားအဲ့ဒီဘယင်စည်းစိမ် လောကစည်းစိမ်အားလုံးနဲ့မလဲနိုင်ရလောက်အောင်ပျော်စရာကောင်းတာကမျက်မှောက်တော်ဖြစ်တယ်ဟာလေလုယာ